ာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ17ရက်အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါစကိုင်းတိုင်းဒေသကြီးတပယ်ရင်မြို့နယ်ရဲ့အနောက်ချမ်းမှာရှိတဲ့စက်ပြချင်းရွာဟာမနေ့ကနိုဝင်ဘာလ10ရက်နေ့တရက်ထဲမှာစစ်ကောင်မရှင်ရဲ့ Jet Fighter လီကြောင်းတိုက်ခိုက်မှုကို၅ကြိမ်ထဲမှနေခက်ခဲရပါတယ် တတားဦးနဲ့မိထီလာလေသက်စခန်းတွေကနေတက်လာတဲ့ဂျက်ဖိုက်တာတွေနဲ့ညနေ3နာရီခွဲကနေည6နာရီအတွင်းဆက်တိုက်လုပ်ခဲ့တာလို့တပည့်ရင်းမျိုးနဲ့စစ်ရှောက်ထပ်ပန့်ရေးအဖွဲ့နဲ့တပည့်ရင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကဆိုပါတယ်ပေါင်900ဘုံရဲ့အပြင်စက်တနေရီနဲ့ပါပြစ်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူ73ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပြီးစိုးရရသူတွေလည်းပါဝင်တယ်လို့ဒေသခံအဖွဲ့အစည်းတွေကအတည်ပြုပါတယ် နေအိမ်ခုနှလုံးပြည့်စည်ပြီးတော့သုံးလုံးမီးလောင်ခဲ့ပါတယ်။ဒီရခဲအဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့ပြောပြချက်အရစစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှု ပုံစံဟာတိတိတသားပြောင်းလဲလာတယ်လို့ဆိုပါတယ်။နေရာတစ်ခုကိုတိုက်ခိုက်မှုလုပ်ပြီဆိုရင်နိုင်ပိုင်းအတွင်းမှာပြင်လာပြည့်တဲ့ပုံစံမျိုးပြောင်းလဲလာတာကြောင့်အရေးပေါ်ကယ်ဆယ်ရေးမလုပ်နိုင်အောင်လှုပ်လာတဲ့သဘောလို့ဆိုကြပါတယ်။ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေကပြည်သူတွေကိုဘေးကင်းတဲ့နေရာတွေနဲ့ဘုံခုချင်းတွေပြင်ဆင်ထားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ ကချင်ပြည်ဖားကဲမြို့နယ်မှာတိုက်ပွဲညှိနေတာနှစ်ပတ်ကျော်ကြာပြီးနောက်ပိုင်းစစ်ကောင်မရှင်တပ်ဟာရဲတပ်သားတွေအပါအဝင်စစ်ရဲအားများစွာနဲ့ပြန်ဝင်လာတာကြောင့်တိုက်ပွဲတွေပြန်ပြီးပြင်းထန်လာပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစလို့ကာမိုင်းနဲ့ရလက်အတိုင်းတက်လာတဲ့စစ်ကြောင်းတွေကိုကချင်လူလက်ရေးတပ်မတော် KIA နဲ့တော်လရင်ပူပေါင်းတပ်ဖွဲ့တွေကလုံခင်းနဲ့မော်စီစာမေလမ်းမကြီးတဲ့လျှောက်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရတိုက်ခိုက်မှုတွေဟာလမ်းစုံလမ်းတောင်နေရာတွေမှာတောက်လျှောက်ခွဲနေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်စစ်ကားတွေထိခိုက်ပျက်စီးပြီးတပ်သားတွေတိုက်ဆုံမှုထိခိုက်ဒဏ်ရာမှုတွေရှိခဲ့တယ်လို့အရက်သားပြည်သူတွေလည်းမတော်တဆထိခိုက်တိုက်ဆုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နဲ့10ရက်နေ့တွေမှာစီးရင်တန်းနာကပ်ပါလာတဲ့အမျိုးသမီးနေရောက်ထိခိုက်ဒဏ်ရာခဲ့ပြီးတရားပွဲချစ်ပြီးတည်ဆုံခဲ့ပါတယ်။ ဒါပြင်တင်ရရတဲ့သက်သားတွေကိုအယက်သားကားတွေချောဆွဲပြီးတည်ယူသွားတာတွေလည်းရှိခဲ့တယ်လို့မြပြည်သတင်းမြစ်တွေကဆိုပါတယ်။ဖာကန်ဒီသားခန်တွေရဲ့တုံသက်ချက်အရစစ်ကောမရှင်ရဲ့စီးရင်အားပြန်လည်ဖြစ်တည်မှုဟာလာမယ့်ရွေးကောက်ပွဲအတွက်လှုပ်ချုပ်ရေးကြက်ကြက်ပြက်ပြက်လှုပ်ဆောင်ဖို့အပြင်တော်လှန်ရေးဘက်ပါတဲ့သူတွေကိုလည်းဖန်ဆီးဖို့ရည်ရွယ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာစစ်တပ်ကမော်စီစာနဲ့လုံခင်တခြားတပ်ဖြတ်နေရာယူထားပြီးစစ်စီဖက်စီမှုတွေလုံလာနိုင်တဲ့အတွက်ပြည်သူတွေတွာလာရေးအထူးတတိထားဖို့ဒေသခံ KPDF ကတတိပေးပြောဆိုထားပါတယ်မန္တလေးတိုင်းထက်ပိုင်းမက်တရာစင်ကူနဲ့တပိတ်ကျင်းမြို့နယ်တွေမှာစစ်ကုမရှင်ရဲ့ထိုးစစ်တွေကြောင့်တိုက်ပွဲတွေဟာတနေ့ထက်တနေ့ပိုပြီးပြင်းထန်လာနေပါတယ်။ ဒီဒေတာတွေဟာစစ်ကော်မရှင်ကလာမယ့်2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပဖို့လျှာထားတဲ့အတူရောက်ရွေးကောက်ပွဲဝင် မြို့နယ်များစည်းရင်းမှာပါဝင်နေတာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ချက်ထုတ်ပြီးဒီအခြေအနေကိုပြည်သူလူထုကို အသိပေးထားပါတယ်။ MDY PDF ရဲ့ထုတ်ပြန်ချက်အရစစ်ကောမရှင်ဟာရွေးကောက်ပွဲမတိုက်ခင်မိမိတို့ရဲ့ထိတ်ချုပ်နေမြေတွေကိုတာလွန်အင်အားများစွာအသုံးပြုပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်တယ်လို့ဆိုပါတယ်။ ်လက်ရှိမှာဒီသုံးမြို့နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေအပြင် drone လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်နေတာကြောင့်အရက်သားပြည်သူတောင်းတဲ့ချီနေအိမ်တွေစွန့်ခွာထွက်ပြေးနေကြရပါတယ်စစ်ဘေးရှောက်တွေကိုကုညီနေသူတွေရဲ့ပြောပြချက်အရအရေးပေါ်စာနာရိတ်ခါဆန်စီလိုမျိုးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ MDY PDF ကတော့ဒီအခြေအနေတွေမှာဒေသခံပြည်သူလူထုအနေနဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုတွေဘေးအနီးအကင်းဖို့လိုအပ်တဲ့အစီအမံတွေကိုလှုပ်ထားကြဖို့မြစ်တာရက်ခံတိုက်တော်ထားပါတယ်။သူတို့အနေနဲ့စစ်ကော်မရှင်ရဲ့ထိုးစစ်ကိုအစွမ်းကုန်ခုခံကာကွယ်ပြီးတော်လှန်ရေးအစိုးရဘက်တိုက်ထိမဆုံးမနစ်ဆက်လက်ချီတက်သွားမယ်လို့လည်းပြည်သူလူထုကိုအသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအစီအစဉ်တွေဟာတိုင်းဒါလူငယ်တွေရဲ့ပြင်းထန်တဲ့စက်ကျင်ကက်ကွဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဝါတအန်းနဲ့မွန်လူငယ်အဖွဲ့အစည်းတွေကစစ်ကောင်မရှင်ရကျင်းပမဲ့ရွေးကောက်ပွဲကိုလောကလက်မခံကြောင်းကြီးညာလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာဝါတအန်းနဲ့မွန်လူငယ်အဖွဲ့အစည်းတွေကနေပူးတွဲထုတ်ပြန်ချက်တစာကိုထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာစစ်ကွန်မရှင်ဟာတိုင်းသားပြည်သူတွေပေါ်အကျိုးမရှိတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့စူးစမ်းနေတယ်လို့ဝေဖန်ထားပါတယ်အဓိကအားဖြင့်စစ်ကော်မရှင်ကဖော်ဆောင်မဲ့ရွေးကောက်ပွဲဟာတိုင်းသားပြည်သူတွေလိုလားတဲ့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုလုံးဝကိုစားမပြုနိုင်ဘူးလို့ကန့်ကွက်ထားပါတယ်။ တိုင်းသားလူငယ်တွေကစစ်ကော်မရှင်နဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလောဝလက်မခံပဲပြည်သူလူထုရဲ့ဆန္ဒနဲ့တိုင်းသားတွေရဲ့နိုင်ငံရေးမြို့မဲချက်တွေပေါ်အခြေခံတဲ့စစ်မှန်တဲ့နိုင်ငံရေးကိုပဲလူလာတယ်လို့ဆိုပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က BBC အစီအစဉ်တစ်ခုမှာသူ့ရဲ့အင်တာဗျူးကိုဖျက်ဆက်ထားတဲ့အတွက်ဒေါ်လာ1ဘီလီယံရလိုကြောင်း BBC ကိုတရားစွဲမယ်လို့ခြေချထားပါတယ်။ သမ္မတထရက်ရဲ့ဥပဒေရေးရအဖွဲ့က BBC ကိုပေးပို့တဲ့စာမှာ BBC ရဲ့အရင်နှစ်ကအော်တိုဘာ14ရက်နေ့ပန်နိုရာမာသတင်းမှတ်တမ်းအစီအစဉ်ဟာမာရွေပြည်အတရေဖြတ်မှုမြောက်နေတဲ့အတွက်ချက်ချင်းဖြုတ်ချပေးဖို့တောင်းဆိုထားပါတယ်။ BBC Corporation ဥက္ကဋ္ဌဆာမီယာရှားကတော့တီးဖြတ်မှုနဲ့ပတ်သက်လို့ပိုင်းဖြတ်ချက်မာရွေမှုအပေါ်မှာတောင်းပန်လိုက်ပြီး BBC အနေနဲ့သမ္မတထရက်ကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုစဉ်းစားနေတယ်လို့ပြောပါရယ် ဒီကိစ္စနဲ့ပတ်သက်လို့ BBC ကထိတ်တဲအရာရှိကြီးနှစ်ယောက်ဖြစ်တဲ့ Attitude Manager နဲ့ CEO တို့ဟာတနေ့ကတွင်နေ့ကနှုတ်ထွက်သွားခဲ့ပါတယ်။ဒီ season ကို2024ခုနှစ်မှာထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ဒီအစည်းအဝေးနဲ့ပတ်သက်တဲ့မချက်တစ်ခုပေါက်ကြလာပြီးနောက်မှာအခုပြည်ထနာရီစလာတာဖြစ်ပါတယ်။ ်ပေါကြားလာတဲ့မက်ချက်ကိုတော့ BBC ရဲ့အကြံပေးအရာရှိဟောင်း Michael Prescott ရေးခဲ့တာဖြစ်ပြီး သူကသမ္မတ Trump ရဲ့မိခွန်းနှစ်ပိုင်းကိုဖျက်ဆက်ထားတာကြောင့်သမ္မတဟာ Capitol မှာဖြစ်ပွားခဲ့တဲ့ရုံးရင်းစံခတ်မှုကို လုံးဝအပြေအအောင်ပြုတယ်လို့ဖြစ်စေတယ်လို့မက်ချက်ပေးထားတာပါ ီလိုတီးပြလိုက်တဲ့အတွေ့အကြံဖတ်မှုကိုဓာတ်ရိုက်တောင်းဆိုလိုက်တဲ့သဘောမျိုးဖြစ်သွားစေတယ်ဒါကမမှန်ဘူးလို့ BBC ဥက္ကဋ္ဌရှားကပြောပါတယ်ဒါပေမဲ့ဒါဟာ BBC မှာတမင်သက်သက်ဘယ်လိုက်မှုရှိနေတာတော့မဟုတ်ဘူးလို့ BBC ဥက္ကဋ္ဌကနောက်အင်တာဗျူးတစ်ခုမှာဖြေရှင်းထားပါတယ်ထိုင်းနိုင်ငံကကမ္ဘောဒီးယားနိုင်ငံနဲ့စာချုပ်ထုတ်ဆိုထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုရက်ဆိုင်လိုက်ပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ဆောင်ရွက်ပြီးခဲ့တဲ့ဆိုတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ဟာနှစ်ပတ်အကြာရပ်ဆိုင်သွားတာဖြစ်ပါတယ်။ထိုင်းကမ်ဘောဒီးယားနေဆက်စီဆာကက်ခရိုင်အတွင်းမြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပြီးထိုင်းစစ်သားတွေဒဏ်ရာရခဲ့ပြီးအခုလိုရပ်ဆိုင်ခဲ့တာဖြစ်ပါတယ်။တနင်္လာနေ့မနက်9:00နာရီခွဲလောက်မှာပောက်ကွဲမှုဖြစ်ပြီးထိုင်းစစ်သား၃ယောက်ညာဘက်ခြေထောက်ဆုံးရှုံးခဲ့ရပြီးနောက်ထပ်စစ်သား၃ယောက်ထင်ရရခဲ့တယ်လို့ဘန်ကောက်ဖို့စ်သတင်းစာကဖော်ပြပါဗျာ။ သဘောတူညီချက်ကိုရက်ဆိုင်ယူတာမကကမောရီးယားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကိုလည်းရက်ဆိုင်လိုက်ပြီလို့ထိုင်းဝန်ကြီးချုပ်အနုတင်ချာဝိရတ်ခူကတနင်္လာနေ့ကပြောပါရယ်။ဒါအပြင်ကမောရီးယားတုတ်ပန်16ရောက်ပြန်ပို့ဖို့ကိစ္စကလည်းဆိုင်ငံ့ထားလိုက်တယ်လို့ BBC သတင်းမှဖော်ပြထားပါရယ်။ထိုင်းဝန်ကြီးချုပ်ကကာကွယ်ရေးဝန်ကြီးဌာနနဲ့စစ်သက်တွေရဲ့အကြံဖြူချက်ဖြစ်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အကောင့်ထဲပုံမှုတွေကိုရက်ဆိုင်ထားဖို့သဘောတူခဲ့တာလို့ပြောပါရယ်။ ကာကွယ်ရေးဝန်ကြီးကတော့ထိုင်းစစ်သားတွေကင်းလဲหนีကြလဲမှာမြေမြုပ်မိုင်းပေါက်ကွဲတာဖြစ်လို့အခုမြေမြုပ်မိုင်းဟာလောလောလတ်လတ်ထောက်ထားတဲ့မြေမြုပ်မိုင်းဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကအောက်တိုဘာလ26ရက်မှာငြိမ်းချမ်းရေးကြေညာချက်ကို အမေရိကန်သမ္မတရှေ့မောက်အာဆီယံထိပ်သီးညီလာခံအတွင်းမှာလက်မဲ့ရေးထိုးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပုတ်ကလည်းထိုင်းနဲ့ပတ်သက်တဲ့သတင်းပါပဲထိုင်းသတင်းဆိုပေမဲ့လည်းမြန်မာပြည်နဲ့လည်းဓာတ်ရိုက်သက်ဆိုင်ပါတယ် ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ရွှေကုတ်ကူမှာအမေရိကန်ဒေါ်လာ9ဘီလီယံတန်ဖိုးရှိတဲ့ကာစီနိုဖျော်ဖြေရေးနဲ့ခရီးသွားလုပ်ငန်းစုကြီးကိုဥစားခဲ့တဲ့ရထိုင်းနိုင်ငံတကာကုမ္ပဏီအုပ်စုရထိုင်း International Holdings Group တည်ထောင်သူရှီကြီးဂျီယန်ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းရေးအတွက်ထိုင်းနိုင်ငံအယူခံတရားရုံးကအတည်ပြုလိုက်ပါတယ်။ အသက်43နှစ်ရှိပြီဖြစ်တဲ့လောက်ကစားဘရင်လို့ခေါ်ကြတဲ့ရှီကြည်ဂျီယန်ဟာကမ္ဘောဒီးယားနိုင်ငံကလက်မှတ်တစ်ခုကိုလည်းကိုင်ဆောင်ထားပါတယ်တရားမဝင်ကာစီနိုတွေဖွင့်လှစ်လုပ်ကိုင်မှုနဲ့တရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့တရုတ်ကတောင်းဆိုထားတာပါရှီကြည်ဂျီယန်ဟာခက်မချေထိုင်းဘက်ငွေ7ထရီလီယံကျော်ကျော်တန်မိုးရှိတဲ့လောက်ကစား website 239ခုကိုတီထောင်လုပ်ကိုင်ခဲ့တယ်လို့စွပ်စွဲခန့်ထားရပါတယ် သူ့ကို2022ခုနှစ်မှာတရုတ်နိုင်ငံရဲ့အကြောင်းကြားမှုကြောင့်နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ဖန်ဝရန်နဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့ဒါပြင်မြန်မာနိုင်ငံရွှေကုတ်ကိုမြို့သစ်စီမံကိန်းကိုတည်ထောင်ခဲ့ပြီးနိုင်ငံတကာအစ်စ်မီ စိုက်ဘာအွန်လိုင်းရဇဝမှုတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေကိုလုတ်ကင်ခဲ့တယ်လို့စွပ်စွဲခန့်ထားရပါတယ်။ထိုင်းတရားရုံးကသူ့ကို2024ခုနှစ်မေလမှာတရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ရှီကြီးဂျီယန်ရဲ့ရှင့်နေအဖွဲ့ကအယူခံဝင်ခဲ့ပေမဲ့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကလွဲပြောင်းရေးအမိန့်ဟာ ဥပဒေနဲ့ညီရဲလို့အရင်လာကစုပ်ဖြတ်ခဲ့ပါတယ်။ ရှင်းနေဘွက်ကအဲ့ဒီစုံပြတ်ချက်ပေါ်အယူခံထပ်ဝင်ခဲ့ပေမဲ့အယူခံတရားရုံးကနိုဝင်ဘာလ6ရက်နေ့မှာလွဲပြောင်းမိကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။တရားရုံးရဲ့အခုစုံပြတ်ချက်ကြောင့်တက်ဆိုင်ရာထိုင်းအေဂျင်စီတွေအနေနဲ့ရှီကျင်းဂျီယန်ကိုရက်90အတွင်းတရုတ်နိုင်ငံကိုလွဲပြောင်းပေးပို့နိုင်ဖို့ပူးတွဲလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ တင်းနဲ့မီဒီယာကိုရဲ့ NMC သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သက်တဲ့အစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။